မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match 15ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်အဆက်မိုးပြင်းမှာအင်အားသုံးပြီးတော့ထိုးစစ်ဆင်လာတဲ့စစ်တပ်ကိုတော်လိုက်တပ်များကပြန်လည်တိုက်ခိုက်ခဲ့ရာစစ်သား15ဦးသေဆုံးပြီးတော့လက်နက်6လက်ရရှိကာစစ်ကောင်စီတပ်များပြန်လည်ဆုတ်ခွာသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မတ်လ23ရက်နေ့မှာစစ်ကောင်စီတပ်က drone လက်နက်ကြီးများကိုအလွန်အကျွအသုံးပြုကာထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်ရှေ့တန်းကင်းနေရတချို့တတ်ဆုတ်ပေးခဲ့ရတယ်လို့သိရပါတယ်မတ်လ14ရက်နေ့မှာတော်လိုင်းအင်အားစုများကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်ကအ ਨੇ စုံစစ်သား15ဦးတေဆုံးပြီးဒဏ်ရာအများပြားရရှိကာပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာရန်သူဘက်ကလက်နက်6လက်နဲ့ဆက်ဆက်ပစ္စည်းများကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်မြို့ပြတော်လိုင်းရေးတပ်ဦး Urban Revolutionary Front URF ကကိုထက်ကမက်စလာ73ရက်နေ့မှာ ပြည်သူစစ်အင်အားအလုံးရင်းနဲ့ drone တွေအစိမ့်ဝိတ်ဘုံတွေနဲ့မိုးပြဲမြို့ကိုထိုးစစ်ဆင်တဲ့မက်လာ၁၄ရက်နေ့တနေ့လုံးမှာတိုက်ပွဲဖြစ်တဲ့ ်မနေ့ကညနေပိုင်းမှာမိုးပြင်းမှာစုတ်လိုက်ရတဲ့နေရာတွေအကုန်ပြန်ရတယ်စစ်တပ်ကအ ਨੇ ဆုံး15កောင်ထက်မနေ့တိမ်ဆုံးသွားတယ်လို့သတင်းပေးဖို့ပြောကြားထားပါတယ်တိုက်ပွဲအတွင်းမှာတော်လိုင်းအင်အားစုတွေဘက်က KNDF B03 ရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါတယ်မိုးပြင်းတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီကတန်းဝေဘုံများပစ်ခတ်ခြင်းနဲ့မီးလောင်ဘုံများအုံပြုတ်ပြီးတော့တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်မီးလောင်ဘုံများအုံပြုတ်ပြီးတော့တိုက်ခတ်မှုကြောင့်မက်စလာအတွင်းမှာမိုးပြင်းမြို့ပေါ်ရက်ကွက်များအတွင်းနေအ ਨੇ ဆုံး15လုံးနဲ့အထက်မီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတ 2024ခုနှစ်ဒီဇင်ဘာလကစပြီးတော့ယနေ့အထိကိုမိုးပြဲကိုရရှိရန်အကြံပတ်စစ်တပ်ကလူအင်အားနဲ့ဒရုန်းများလက်နက်အင်အားသာလွန်စွာအသုံးပြုပြီးတော့ထိုးစစ်ဆင်မှုကိုတော်လှန်ရေးအင်အားစုများဖြစ်တဲ့ရှမ်းတောင်စစ်ဒေသကွယ်အမတ်တေစစ်ဗျူဟာ KND အမျိုးသားများကာကွယ်ရေးတပ်နဲ့အခြားတပ်ပေါင်းစုများကခုခံတွန်းလှန်လျက်ရှိကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းအောင်လံမြို့နယ်မှာရှိတဲ့ကပ္ပစ15ကနေကင်းပတ်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား3ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ73ရက်နေ့ည8:40မိနစ်ခန့်အချိန်မှာအောင်လံမြို့အခြေစားကပ္ပစ15ကအကြမ်းဖက်စစ်ကောင်စီတပ်သား25ဦးခန့်ဟာတံမူလချေးပါနဲ့အနိပတ်ဝင်းကျင်ကိုကင်းပတ်ရန်ထွက်လာတဲ့အချိန်တော်လိုင်းပူပေါင်းအဖွဲ့များကတံမူလတိုက်နယ်အတွင်းမှာရှိတဲ့ဖောင်ယိုးအင်ဂျီ ကျွဲကောင်းရွာလမ်းဆောင်မှာစောင့်ချိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲမှာ7မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အချမ်းမဲ့စစ်ကောင်းစီတပ်သား3ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားရာနေရာကနေ 5.56G နှစ်တောင်း MA2G ဘောက်တစ်ခုနဲ့အုတ်ထုတ်တစ်လုံးလုံးကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာကပ္ပစ15ကအချမ်းမဲ့စစ်တပ်ရဲ့စစ်ကူများရောက်ရှိလာတဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အောင်လံကပ္ပဆ25ကနေစစ်ခွေး25ကောင်တံမူလကျေးရွာနဲ့အနီးပတ်ဝန်းကျင်နေရာတွေကိုကင်းပတ်ဖို့ထွက်လာတဲ့အချိန်တံမူလတိုက်နယ်အတွင်းကဖောင်ယုံအင်ဂျီကျွဲကောင်ရွာလန်းစုံမှာစောင့်ချုပ်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲကြာချိန်10မိနစ်လောက်ပဲရှိတယ် စစ်ခွေး၃ကောင်တည်ပြီးတော့ပြင်းထန်ဒဏ်ရာရတဲ့စစ်ခွေး၁ကောင်အောက်ပါဝင်9ကောင်လောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရတယ်လို့ကိုရနဲ့တက်ရင်တောင်တွင်းကြီးတက်ခွဲကတောင်ဝင်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတက်ခိုက်မှုကိုနေပြည်တော်တက်ရင်ကိုရနဲ့နေပြည်တော်တက်ရင်ရှေ့ရလေးတရက်ခရအမတ်တဲတက်ရင်မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ SNPDF နဲ့အောင်လံပတ်ကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းအတွင်းမှာအေအေရဲ့ထိုးစစ်ကိုကာကွယ်ရေးစစ်ကူများအချိန်မီဖြည့်တင်းနိုင်ရန်အတွက် ွေတောင်မြို့နယ်မှာလေရင်ပြေးလန်းနေအများဆုံးဆောက်လုံနေပြီးတော့စစ်လေရင်များပြန်တန်းဆင်းသက်မှုများကိုစတင်ဆန်းတက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရွှေတောင်မြို့နယ်နဲ့တဲကုန်းမြို့နယ်အဆက်မှာစစ်ကောင်စီကလေရင်ပြေးလန်းနေလေရင်ခွေးတစ်ခုကိုအများဖောက်လုခဲ့ခြင်းဖြစ်ပြီးတော့လက်ရှိအချိန်မှာစစ်လေရင်များပြန်တန်းဆင်းသက်မှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။အေအေရဲ့ရွှေတိုးလာတဲ့ထိုးစစ်ကိုကာကွယ်ရန်ရခိုင်နဲ့ပဲခူးဒေသများမှာလေကြောင်းတိုက်ခတ်မှုများလှုပ်ဆောင်ရန်အတွာစစ်တပ်ကအဲ့ဒီလေရင်ခွေးနဲ့ပြေးလန်းကိုအများဆောက်လုခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီလေရင်ခွေးဟာ ရွှေတောင်မြို့နယ်ရန်ကုန်ပြည်အဝေးပြေးလမ်းမကြီးကိုတိုက်ရိုက်သွာလာနိုင်တဲ့လမ်းများဖောက်လုထားပြီးတော့လေရင်ကွင်းပေးမှာလည်းအမြောက်တပ်များနဲ့ချင်းလင်းတပ်များများစွာရှိနေတယ်လို့သိရပါတယ်။လာပိုင်းရက်ပိုင်းကာလအတွင်းမှာရွှေတောင်မြို့နယ်ထဲမှာလေရင်ပြေးလမ်းတစ်ခုကိုစစ်တပ်ကအမြန်ဖောက်လုလိုက်တယ်။အရင်ကအဲ့ဒါမှလုံးဝမရှိဘူး။ အမြန်တိဆောက်ထားတာညဘက်ဆိုရင်လေရင်အတက်ဆင်းတွေလုံနေပြီလေရင်ကွင်းကိုစိုက်ပျိုးရေးရွာတဲ့နယ်ကန်းတဲ့ရွာဘက်ကနေဝင်းနေရခိုင်ပဲခိုးနဲ့အညာဘက်တကူအဓိကလေချောင်းဆစ်စင်ကြီးလုံမယ်လို့သိရတယ်။သူနားမှာကစကားဆရဲ66နဲ့မလန်မကန်ပဲပြည်ရည်နံမြေနဲ့လည်းနီးတယ်လို့သတင်းရင်းမြစ်ကပြောပြထားပါရယ်။အေအေကတောင်ကုန်းလမ်းပိုင်းကနေတဆင်ပဲခိုးတိုင်းအတွင်းနဲ့ကိုဝင်ရောက်လာနေပြီးမိုးထီတောင်ဆက်ခန်းကိုဇန်နဝါရီလ26ရက်နေ့နဲ့ညောင်ကျိုးတဆက်ခန်းကိုမက်စလ14ရက်နေ့တို့မှာအသီးသီးတိုက်ပိုက်ခဲ့တယ်လို့သိရပါရယ်။အဲ့ဒီနောက်မှာတော့အေအေရဲ့ထိုးစစ်ကပဲခိုးတိုင်း ုင်းအတွင်းကိုတိုးပြီးတော့ဝင်ရောက်လာနေပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မှာရိခါထုတ်ပြီးတော့ပြန်လာတဲ့အကြမ်းဖက်စစ်ကောင်းစီတပ်သားများကိုကြားဖြတ်တိုက်ခတ်ရာကားတစီးနဲ့စားစီဘုံများကိုတင်းစီရရှိခဲ့ပြီးတော့ကားကိုတော့မီးရှို့ရှင်းလင်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၁၄ရက်နေ့မိုးလယ်၃ :40 မိနစ်ခန့်မှာရွှေဘုံမြို့နယ်ဇီးပြူကုန်းပြူစောတိရွာပယံပြူစောတိရွာနဲ့ဇီးကုန်းလေးပြူစောတိရွာကနေထွက်လာတဲ့စစ်ကောင်းစီတပ်သားအင်အား90ခန့်ဟာရွှေဘုံမြို့တွင်ကိုကားသုံးစီးနဲ့ရိခါထုတ်ရန်တွားရောက်တဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက ရွှေဘိုရေဦးလမ်းပိုင်းအရောက်မှာစောက်ချုံတိုက်ခတ်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခတ်မှုဟာမနေ့ကမွန်လွယ်3:40မိနစ်ကနေညနေ4:45မိနစ်အထိကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားတစ်စီးဟာ လမ်းလေးမြောင်းထဲကိုထိုးကျသွားတယ်လို့သိရပါတယ်စစ်သားများဟာတက်ပြတ်ပြီးတော့ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်စစ်သားများထွက်ပြေးသွားပြီးတဲ့နောက်ရိတ်ခါတင်ကားတစ်စီးနဲ့ကားပေါ်မှာတင်ဆောင်လာတဲ့စားစီပေပါတစ်လုံးနဲ့ဆယ်ကလန်ဝင်တဲ့စားစီ6ပုံးလုံးကိုတိမ့်စီရမိခဲ့တယ်လို့သိရပါတယ်စစ်တပ်ကထိခိုက်သိမ်းဆုံးမှုတွေရှိတော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်တိမ့်စီရရှိတဲ့ကားဟာလမ်းမေးမြောင်းထဲမှာထိုးကျသွားတဲ့အတွက်ကြောင့်အလွဲတကူတည်ယူရွှေပြောင်းနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မိရှုရှင်းလင်းခဲ့တယ်လို့သိရပါတယ်စစ်ခွေးနဲ့ပြူခွေးအင်အား90ကျော်က ရွှေဘုံမျိုးအတွင်းထဲကိုကားသုံးစီးနဲ့ရိတ်ခါသွားထုတ်ပြီးတော့အပြန်ကိုစောက်ကြိုတိုက်ခိုက်ခဲ့တာကားတစီးကတော့လမ်းမေးမြောင်းထဲကိုထိုးကျသွားပြီးတော့စစ်ခွေးတွေကတော့ဖီယိုဖီယဲနဲ့စုတ်ခွာထွက်ပြေးသွားတယ်စားစီပေပါတလုံးနဲ့ဆယ်ကလန်ဝင်တဲ့စားစီ6ပုံးတို့ကိုတိမ့်စီရမိခဲ့ပါတယ်လမ်းမေးမြောင်းထဲကိုထိုးကျသွားတဲ့ကားကတော့အလွယ်တကူတဲယူရွှေပြောင်းဖို့မလွယ်တာနဲ့မိရှုရှင်းလင်းလိုက်တယ်စစ်ခွေးတွေထိခိုက်သိမ်းဆုံးမှုများနိုင်ပါတယ်အရေးအတွက်တော့အတိမပြုတ်နိုင်သေးဘူး ဒီလာထဲမှာကျွန်တော်တို့ဘက်ကမီးရှို့ရှင်းလင်းခဲ့တာစစ်ခွေးရဲ့ထောက်ပုတ်ကားနှစ်စီးရှိပြီလို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံတအူးကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပကဖတာဝန်ခံရဲ့ကုကဲမှုနဲ့ရွှေဘုံမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့ PDO ကဥဆောင်ပြီးတော့တိုက်နယ်ငါပကဖတိုက်ခိုက်ရေးအဖွဲ့နဲ့ဂလုံးကြီးပကဖဘလူးညင်အောင်ပကဖလှိုင်းလုံးနေအဖွဲ့ AK ပကဖတိုက်နယ်တက် Golden Future Force ပကဖ MC ပကဖတာကနာနဂါမေပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာရွာကိုအချမ်းပတ်ဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်လေးလအရွယ်ကလေးငယ်နဲ့ကလေး6ဦးအပါအဝင်ပြည်သူ28ဦးသေဆုံးပြီး32ဦးထိခိုက်ဒဏ်ရာရရှိကသေဆုံးသူအရေအတွက်ဟာဒီထက်ထပ်ပြီးတော့တိုးလာနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမတ်လ14ရက်နေ့မွန်လွယ်3:14မိနစ်ခန့်မှာစင်ကူးမြို့နယ်လက်ပံလာရွာကိုအချမ်းပတ်ဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အချမ်းပတ်ဆက်တရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာအသက် လေးလအရွယ်ကလေးငယ်တအုပ်နဲ့ကလေး6ဦးအပါအဝင်ပြည်သူ28ဦးတိတ်ဆုံးခဲ့ပြီးတော့ ပြည်သူ32ဦးလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ထိခိုက်ဒဏ်ရာရရှိသူ32ဦးဟာလဲအသက်အန္တရာယ်ဆိုရင်ရတဲ့ပြင်းထန်ဒဏ်ရာရရှိသူများပါဝင်ပြီးတော့ပေးဆုံးဖို့အရေးအတွက်တွေထပ်ပြီးတော့တိုးလာနိုင်တယ်လို့သိရပါဗျ။ဒါပြင်ပြည်သူပိုင်းနေအိမ်၅လုံးလဲမီးလောင်ပျောက်ချခဲ့ရတယ်လို့သိရပါဗျ။စစ်ခွေးတွေကအကြောင်းမဲ့တက်တက်ကိုဘုံကျဲတက်ခိုက်သွားတာပါ။ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာဆိုရင်ရတဲ့ဒဏ်ရာရသူတွေပါဝင်ပါတယ်။အခုအတီးပြုတ်နိုင်တာ28ဦးပေါ့။အသက်၄လအရွယ်ကလေးငယ်နဲ့ကလေးချောင်းလဲတိတ်ဆုံးမှုထဲမှာပါဝင်တယ်လို့သိရတယ်။တချို့ရုပ်အလောင်းတွေကမီးလောင်ကျွမ်း ွမ်းသွားတယ်။နယ်မြေရှင်းလင်းရေးတွေလုပ်ပြီးတော့ရုံလောင်းတွေရှိနိုင်အောင်မလားဆိုပြီးတော့ရှာဖွေနေပါတယ်။ထိခိုက်ဒဏ်ရာရရှိသူကတော့32ဦးရှိတယ်။နေအိမ်၅လုံးနဲ့မီးလောင်ပြာကျသွားတယ်လို့စင်ကူးမြို့နယ်ပကဖသတင်းတာဝန်ခံကပြန်လည်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ